င်္ဂလာပါ line မှာနွယ်ဖို့ရင်ဆိုတာနဲ့မသိရသူမရှိတော့အောင်အောင်မြင်နေတဲ့စီဝိုင်းနဲ့ပတ်သက်ပြီးတော့အကူကအခုလိုပဲပြောပြလာဖြစ်ပါတယ်။ဘူးစင်မဟုတ်တာ။ကဲတကယ်ခက်ခဲနေတာပေါ့။ကျွန်တော်တို့ဗျာနွယ်နဲ့တွေ့တဲ့အကြောင်းလေးသိကြတယ်ဆိုလို့ပြောပြမယ်။ကျွန်တော်နဲ့နွယ်နဲ့ကလေအဲ့အလှူကန်းလုပ်တယ်ဆိုတော့လေမပြောနဲ့။ကျွန်တော်တို့စပြီးတော့တွေ့တာကွာဗျာ။အဲ့အချိန်မှာကိုဗစ်တွေအရန်ဖြစ်တယ်။အလုတ်ကိုင်းတွေအရန်ရှားပါနေတဲ့အချိန်ကျွန်တော်ကလိုက်တရားမှာသွားပြီးတော့အခုလန်ဒန်မှာရောက်နေတဲ့အမအဖွဲနဲ့အတူကျွန်တော်တို့က ဒီလိုအပ်တဲ့စံတွေအထည်တွေဒီစီတွေတွားပြီးတော့ကျွန်တော်တို့လှူပေးဖြစ်ပါတယ်အဲ့ဒီအချိန်မှာຫນွေကကျွန်တော်တို့တူလာလေးတွေ့ပြီးတော့အထည်လေးလှူကျင်ပါတယ်ဆိုပြီးတော့စက်ဆက်တွေရင်းနေကျွန်တော်နဲ့ຫນွေနဲ့စပြီးတော့ခင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့အလူတွားလုပ်တဲ့အခါမှာလည်းຫນွေကကျွန်တော်နဲ့ဆိုင်ပြီးတော့အလူလုပ်တယ်အဲ့ဒီကနေစပြီးတော့ဖူးတာဆွဲလာဖြစ်ပါတယ် အဲ့ပါຫນွေနဲ့ကြော်လည်းအစပေါ့နော်အဲ့တော့ຫນွေကမြန်မာတွေရောင်းနေဒီကျွန်တော်တို့ဒီတောင်ဝေဈေးရှိတဲ့လမ်းမရမ်းပေါ်ကဒီတိုက်ခန်းလေးမှာမြန်မာတွေຫນွေကရောင်းပါတယ်အဲ့ဒီဘဝမှာသူကနေကျွန်တော်တို့အစိုးရလမ်းလူတွေကျွန်တော်တို့အများကြီးဒီလိုက်တာရာမှာလူဝေးဖြစ်ပါတယ်အတူတူသွားလူကြတဲ့အရန်ပျော်ပြာကောင်းတဲ့အခိုက်အတန့်လေးမှာຫນွေနဲ့ကြော်လည်းအစစုံမှာပါအဲ့တော့ကျွန်တော်ကချက်တွင်ဟိုတယ်မှာသပွေးတို့ဘဝနေလာခဲ့တာပါအမဘာမန်နေဂျာဖြစ်ပြီးတော့ဘာမန်နေဂျာနေအလုပ်ထွက်ပြီးတော့ကျွန်တော်အလုပ်ထွက်ခဲ့တာပါအလုပ်ထွက်ပြီးတော့ကျွန်တော်လည်းအလုပ်မရှိတဲ့အချိန်မှာအဲ့ Friday တွေလုံနေຫນွေနဲ့ အဲ့ဒါသူးသာသမီးနဲ့အမှတ်တရလေးပါတကယ်အရိယာနေမှာတစ်ဆင့်ဒီကိုဗစ်ကာလဆိုတော့ဒီအယောင်းဝေးရတယ်အရန်ခက်ခဲတယ်အဲ့ချိန်မှာနှွေရဒီလမ်းမတန်းဆိုင်ကိုငှားဖို့မတက်နိုင်တော့ဘူးအဲ့ဒီအချိန်ကကျတော့အရင်တော့ကကျတော့နှွေရလေးအရန်ဆင်ကြီးခဲ့တယ်ကိုပိုင်ကလူကာရီအထိဝယ်စည်းနိုင်ခဲ့ပြီးတော့ဇွာမာအစာတိုက်ကိုတကယ်ကိုအင်ဂျင်နီယာအကောင်စားဒီဇိုင်းနိုင်တဲ့သူ့မိဘကိုသူကစောက်ပေးနိုင်ခဲ့တယ် ဒါပေမဲ့ကိုဗစ်ကာလမှာတော့လူတိုင်းတည်တဲ့အတိုင်းပဲလုံးဝတကယ်စီးပွားရေးတွေပြိုလဲပြီးတော့ငွေအဲဒီကိုဗစ်ကာလနော်အားလုံးတော့တော်တော်ခက်ခဲတဲ့ကာလလို့ပြောလို့ရတယ်တော်တော်လေးဟိုမာကြီးကာလတွေကိုယ်တိုင်လေးအိမ်အောင်ငှားနေတာမရှိလို့လားဒီသေးကိုသုံးရနဲ့ငှားပြီးတော့ပတ်စံဝေဒိုးနဲ့ငှားလာပြီးချီးပြီးတော့ငှားခဲ့ရတယ်ကွာသုံးချက်တိုးနဲ့ငှားပြီးဒီအိမ်လေးကိုမဲကပြောင်းလာတယ်အဲ့ချိန်မှာကျွန်တော်ကအလုပ်ထွက်ကျွန်တော်မှကြောက်ကန်ကောင်းပြီးကားစီးစီးပါလာတယ်အရှမ်းကျွန်တော်တို့ရုံးကန်စူးစမ်းခဲ့ရပါတယ်အဲ့မှာပြောပြချင်တာတချို့ချင် အရင်ကြီးမရှိဘူးငါတို့ကဘာလုပ်နိုင်ပါလဲငါတို့ကအရင်ကြီးမရှိဘူးအရန်မှားပါတယ်ဒီစကားကျွန်တော်တို့ဆိုကုန်ငယ်တွေစီကိုသွားတယ်စင်ပေအထည်လေးတွေယူလာတယ်ပြင်အဲ့လားလေးတွေကိုလိုက်မှရောင်းကြည့်တယ်ရောင်းရပြီဆိုရင်ကောဝယ်တယ်ကောပြန်ယူရတယ်ချက်ချင်းမဝယ်နိုင်ဘူးအများကြီးမရင်းနိုင်ဘူးကျွန်တော်တို့ခောက်ပြန်ခောက်ပြန်စင်ပေလေးအထည်လေး20လောက်ယူလာတယ်အထည်20ဒါလေးကြီးချိန်လာရှင်းချိန်လာရှင်းချိန်တဲ့ဆိုကျွန်တော်တို့ပြေးရပြီအာသွားယူတယ်ပြန်ရောင်းတယ် အဲ့လိုမျိုးကျွန်တော်တို့ဘဝလေးကိုစခဲ့ရတာပါအဲ့တော့အဓိကလုံတက်ကြိုင်တက်ဖို့လိုတယ်ဂျိုးသားဖို့လိုတယ်စေနာကောင်းဖို့လိုတယ်ဂျိုးသားဖို့လိုပါပဲโอเคဆိုတော့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအရင်ကလေးစားဖို့ကောင်းပါတယ်အခုရဲ့အောင်မြင်ဖို့အတွက်ကြိုးစားခဲ့ရတဲ့ပုံတွေအခက်ခဲတွေကိုတစင်ချင်းကြော်ဖြတ်ခဲ့ရတာတွေပေါ့နော်အရင်ကလည်း motivation ရပါတယ်ဒီဗီဒီယိုလေးကအခုမှကြိုးစားနေတဲ့သူတွေအတွက်အများကြီးဒါခွန်အားဖြစ်စေမယ်လို့ယုံကြည်ပါတယ်ပိတ်သက်တယ်ရောဒီကြောင်းကနဲ့ပတ်သက်ပြီးတော့ဗာမျက်မချက်ပေးခြင်းလဲပေးခြင်းနဲ့မချက်ရှင်ကိုမမဝင်ရောက်ဆွေးနွေးတော့ဖိတ်ခေါ်ပါရပြနောက်ထပ်ဗီဒီယိုမှာထပ်ဆုံကြပါလေ